တော်ရမိတ်ဆွေတနင်္လာသားလေးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလားတာနဲ့ပတ်သက်တဲ့ကကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဒီလိုဟောပြောပေးတဲ့အခါမှာ အလောက်ကိုင်းနောက်ငွေကြေးနောက်ကျမ်းမာရေးလူမှုရေးပညာရေးဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စနောက်တစ်ခုကရန်အတိုက်အခိုက်ရှိမရှိအစသဖြင့်ပေါ့နော်ပြည့်ပြည့်စုံစုံလေးတွေကျွန်တော်ဒါတဲရော့ကန်လေးတွေနဲ့တက်ခတ်ချင်းကြည့်ပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်တနင်္လာသားသမီးများတို့ပမာဦးဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်စပြီးတော့ကြည့်ပေးလိုက်ပါပြီလုပ်ငန်းကိုင်းငန်းပိုင်းတွေနဲ့ပတ်သက်တဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်မဲ့လာတက်လာပဲလို့တွေးရပါတယ်အဲ့တော့ဒီလပိုင်းအတွက်မှာအလောက်ကိုင်းနဲ့ပတ်သက်တဲ့အပြောင်းလဲတွေ တွေကြုံတွေ့လာရနိုင်ပါတယ်အဲ့လိုအပြောင်းလဲတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းပဲအဲ့ဒါကကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်နောက်အဲ့လိုပဲအလုံးမှာအပြောင်းလဲတွေမရှိခဲ့ရင်တောင်မှပဲ ိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်မယ်လားတလားလို့တွေးရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကြည့်ပေးပါမယ်။ငွေကြေးပိုင်းမှာတော့နှစ်နာဆုံးရှုံးမှုတွေများတတ်ပါတယ်။အဲ့တော့လိုအပ်လို့မလို့သုံးလိုက်ပြုလိုက်ရတာမျိုးမဟုတ်ဘဲနဲ့မလိုအပ်ဘဲနဲ့အလဟသက်ထွက်သွားတာတို့နော်။အဲငွေကြေးတွေဆုံးရှုံးသွားတာတို့နှစ်နာသွားတာတို့စတဲ့အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်ငွေကြီးပိုင်းနဲ့ပတ်သက်တဲ့ error တွေတက်တတ်ပါတယ်ဒါကြောင့်မလို့တင်းလာသားများကဒီ၁၇လပိုင်းထဲမှာငွေကြီးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုတော့ဂယူးဆိုင်ပါလို့ကျွန်တော်အနေနဲ့မှာကြားလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျမကြီးနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါမယ် ကျမကြီးညံ့တတ်ပါတယ်ကိုရိုင်းတော်၎င်းမိသားစုမှာတော်၎င်းကျမကြီးနဲ့ပတ်သက်တဲ့အခြေအနေတွေအညံ့တွေပေါ်ပေါက်တတ်ပါတယ်အဲ့တော့နေထိုင်မကောင်းဖြစ်တတ်ပါတယ်ကျမကြီးခြူချတတ်ပါတယ်ဂယုဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဟောပြောပြပါမယ်လူမှုရေးပိုင်းမှာတော့အဝေးကလူတွေနဲ့ပို့ပြီးတော့အဆင်ပြေတတ်ပါတယ်အဝေးကမိကောင်းဆွေကောင်းတွေရဲ့အပူညီကောင်းတွေကိုပုံမူပြီးတော့ရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးကံနောက်ဘာသာရေးကံ ်ကိုကြည့်တဲ့အခါမှာလည်းပဲအကောင့်နမိတ်ကိုတွေ့ရတာကြောင့်ပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့မဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတင်လာတာကြီးများနေတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စလေးကိုကြည့်တဲ့အခါမှာတော့ခရီးသွားလာလှုပ်ရှားမှုလေးတွေမှာအဆင်မပြေတာမျိုးလေးတွေအထင်ကအခက်ခဲကြုံရတာမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ဒါပေမဲ့သွားလာလာတာအဲလှုပ်ရှားတဲ့နေရာလေးတွေမှာဂရုစိုက်ပါလို့မှာကြလို့ပါတယ်။ဆက်လက်ပြီးတော့ရန်အတိုက်အခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပေးပါမယ်။ရှိပါတယ် ်ဒီအချိန်ကာလတည်းမှာတအူးထက်ပိုတဲ့သူတွေရဲ့အနှောက်ယှက်လေးတွေတောင်မှပဲကြုံလာရနိုင်ပါတယ်အဲ့တော့ကိုယ်မှာတအားကြီးထိခိုက်စေနိုင်တဲ့အခြေအနေမျိုးတွေမဟုတ်ခဲ့ရင်တောင်မှပဲအာယုံနှောက်စရာတွေစိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်ဒါမလို့ရန်အတိုက်ခိုက်မကင်းပါဘူးပြဿနာမကင်းဘူးလို့မှာခြင်းပါတယ်ခင်ဗျာဒါတင်လာအသာသီးများအတွက်ပထမဒါတေရော့ကတ်တွေကိုကြည့်ပြီးတော့စုံစုံလင်းလင်းလေးကျွန်တော်ဟောပေးတာပါ ်တင်းလာသားကြီးများကအခုတည်ရောက်နေတဲ့နိုဝင်ဘာလတလတာကာလတွင်မှာရံဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အဲ့လိုပဲကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြစ်တာမျိုးတွေကြုံရပါလိမ့်မယ်။နောက်အဲ့လိုပဲဒီချိန်ကာလတွင်မှာအခက်အခဲတွေကိုပေါ့နော်တော်တော်များများကိုဖြတ်ကျော်ပြီးတော့တိုးတက်အောင်မြင်နိုင်တဲ့ ကန့်ခွင်လန်းကောင်းတွေပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ရေရာအနေနဲ့ဘာလို့သိမှာတလဲဆိုလို့ရှိရင်ခยีသွားတဲ့သူကိုကိုတတ်နိုင်သလောက်ခยีစရိတ်အဲ့လှူဒန်းကူညီပေးပါလို့ရရလေးနဲ့ပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါ